စမယ်ဟွာကနေတန်းလိုက်ပြီးအဲ့ရမှာနိုးလာတော့ညကအမူမပြေသေးတဲ့အချိန်နဲ့အခန်းထဲဝေးကြည့်လိုက်ချင်းကိုယ့်ရဲ့နဘေးနာတစားစီကျွေလင်းနေသောနင်းစီပန်းပြီးတော့မလန်မကမ်းမှတစားစီချကွဲနေတဲ့ဟန်ကွက်ကလေးကိုအမှတ်မထင်တွေ့လဲရချင်းဒါဒါအိမ်မမလေးရခမ်းပဲချက်ချင်းဆိုသူတို့မအေးအေးဝင်းစီစဉ်သည်ဆိုတဲ့မြမစက်ကားတဲ့ကအတိုင်းကိုလေးကညကအရက်မမိုးနဲ့ပြန်လာတာကို အိမ်ပေါ်မလေးကလာကူတွဲပြီးပြီးပုံရိပ်တွေမျက်လုံးထဲမြင်အောင်လာတော့သည်ငါငါသွားပြီငါတော့မြမကားလေးကလိုမျိုးအရက်မုံမှုနဲ့စော်ကားလိုက်မိပြီးတင်နေဂျီမေဂျီမေအိမ်ပေါ်မလေးကိုဂျီမေကပြန်ပြီးအော်မနဲ့စော်ကြီးကပဲရေးကြီးကိစ္စရှိလို့ဆိုပြီးရွာပြန်သွားတယ်ဟဲ့ဟာသွားပြီ ဒါဆိုသိကြသွားပြီကျွန်တော်ဆန်းဆန်းခန်းလိုက်ရဲ့ကြည်ကွေးနေသောရုပ်လားဝမ်းနေနေသောရုပ်လားငိုကျွေးနေသောရုပ်လားခွဲကြလို့မရသည့်မျက်နှာဘီးမျိုးဖြင့်နေရနာမိလိုက်မိသည်ငါမူမူယူယူနဲ့ညကစော်ကားလိုက်မိလားသူကရွာကိုတော့ပြင်ပြေးသွားပြီကိုပနာစိတ်ဖြင့်မျက်ရည်တစ်ချက်ဝှက်တက်သွားသည်အာမဖြစ်သေးပါဘူးကွာငါရောက်ကြပြီဘလောက်ပဲအသာမဲမဲရုပ်ဆိုးနေပါစေငါတော်ဝင်ငါယူရမှာပဲ ဆိုပြီးတော့ချက်ချင်းဆိုသူတို့သူ့ကိုအလုလာသွင်းပေးတယ်ပွဲစားအန်တီခင်ဝိုင်းကြည့်စီဖုန်းကောက်ဆက်လိုက်သည်ဟယ်လိုကိုလက်ပြောပါဟုတ်အန်တီဟိုလေအလုလာသွင်းပေးတယ်အိမ်ပေါ်မှာလေ तू तू ဘယ်မှာနေလဲတိလား तू ဒီနေ့ဘာမပြောညာမပြောရွာပြန်သွားလို့ဗျအဲ့ဒီလိုတော့အန်တီမသိဘူးကွယ်အေးအဝီတိုင်းကလို့တော့ပြောတယ်ဘာဖြစ်လို့လဲ ရေးကြည့်လို့လားကိုလန်းဟုတ်နည်းနည်းရေးကြည့်လို့ပါအန်ဒီဩဒါနဲ့ကိုလည်းရေးအဲ့ဒါအိမ်ပေါ်မှလည်းမဟုတ်ဘူးကွအိမ်ပေါ်အထီးလေးနည်းနည်းရင်းကမဲကြီးတဲ့မင်းကလေးလိုပဲပြင်စင်းမင်းကလေးလိုပဲနေတတ်တော့တို့ကမဲလုံးလေးလို့ခေါ်နေတာဗျာကိုလက်တယောက်ဖုန်းကိုကင်ထားရင်ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရသည်ထို့စဉ် စက္ကနဲနာလာတော့ကိုဖေကိုအားပြန်ဆန်းကြည့်ရင်မျက်ရည်စမြစီးကြလာကဩမင်းကြီးတယ်လား